ဆိုဗီတစင်းနဲ့နေထုတ်ကိုအစ်စ်တန်းခွဲထားတဲ့အဖြစ်မှုတစ်ခုလောက်ခဲ့လို့လူပြောများနေတဲ့ line လင်းရွှေဆိုင်ဂျင်ဘွန်ဇလန်ရဲမှာအတွင်းညီခဲ့တဲ့ဆိုဗီတစင်းနဲ့နေထုတ်ကိုခေါ်ကအစ်စ်တန်းခွဲထားလိုက်တာက line လင်းရွှေဆိုင်တထေးမှဖြစ်ပါတယ် line လင်းရွှေဆိုင်ဆိုတာကယနေ့အချိန်မှာကြော်ညာမီဒီယာအားကောင်းကောင်းနဲ့အင်တာနက်ပေါ်မှာနာမည်ကြီးရေပန်းစားလာတာဖြစ်ပါတယ်သူပြင်းတော့ line လင်းရွှေဆိုင်ကနာမည်ကြီးရေပန်းစား trend ဖြစ်နေတဲ့လူပညာရှင်တွေကိုခေါ်ကကြော်ညာရဲ့ကုကဈေးကွက်ရှာလေးရှိတာပါခုအခါမှာတော့လူပညာရှင်တွေကိုခေါ်ကခွဲခြားဆက်ဆံလိုက်တဲ့အပြုတ်မှုလေးတစ်ခုအတွက် လူများများနေတာဖြစ်ပါတယ်ဆိုပါပြုမူကတော့လမ်းလေးရှင်ဆိုင်တထဲတွေကကိုရိုင်းရွှေရည်ကွက်ရွှေပကံနေတဲ့ဆောက်ကောင်လူပညာရှင်တွေကတော့အဆင့်တန်းခွဲခြားခဲ့တာဖြစ်ပါတယ်လမ်းလေးရှင်ဆိုင်ရဲ့အဆင့်တန်းခွဲခြားခြင်းကိုခံလိုက်ရတာကကျင်းပေါ်ဇလန်တွေမှာအတွင်းကြီးတိုးဆောင်ခဲ့တဲ့ဆိုပြစ်စင်နေနေထွတ်တော်ပဲဖြစ်ပါတယ်လမ်းလေးရှင်ဆိုင်အောင်ဆိုပြစ်စင်နေနေထွတ်တော်ထမင်းဖိတ်ကျင်းတော့သူတို့နဲ့သူတို့လက်ဆောင်စားစီခဲ့ပါတယ်ဒါမှမဟုတ်တကယ်တမ်းမှာတော့ဇဝဲဝိုင်းမှာဆင့်တန်းတစ်ခုခွဲထားတာပါ ။နိုင်လီမိသားစုဝင်တွေကသူတို့စားတဲ့ပကံတွေခွက်တွေကိုတော့ရွှေသားစစ်စစ်တွေနဲ့လှုပ်ထားတဲ့ခွက်တွေပကံတွေကိုအသုံးပြုခဲ့တာဖြစ်ကလူပညာရှင်တွေစားမဲ့ခွက်တွေကိုတော့ရိုးရိုးကျွေးသားပကံခွက်ကိုပဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေပရိသတ်တွေကတော့လူပညာရှင်တွေကိုခေါ်ပြီးတော့စင်တန်ခွင်းကြလာလားကိုဘတော်ကိုရွှေရည်ခွက်ရွှေပကံတွေနဲ့စားခြင်းလဲကိုဘတော်ကိုစားတဲ့ကြောင့်ခုတော့လူပညာရှင်တွေကိုခေါ်ပြီးတော့ဇပွဲဝိုင်းမှာမတူတလို့မတန်လို့စင်တန်ခွင်းချရင်လူပညာရှင်တွေကဘယ်လိုမျိုးမျိုးချနိုင်မလဲစသဖြင့်ဝေဖန်နေကြပါတယ် ပြည်သက်တွေကတော့ online နဲ့ရှင်းဆိုင်ရင်စင်တန်းခွဲခြားမှုပေါ်မှာမိမိတို့မြင်လင်းရှင်လည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။